ားတလေကြတွေးမိတယ်။မြမပြေကစစ်ပေါ်ချုပ်တွေနေရာမှာသာငါရောက်ခဲ့ရင်ရော။ဒါမှမဟုတ်ငါအဖေသာပိုချုပ်တယောက်ဖြစ်ခဲ့ရင်ရော။ငါအခုလိုအတွေးမြင်ရှိပါမလား။အခုလိုရက်တည်ပါမလားဆိုပြီးအမှန်ပြောရရင်မသေးကြပါဘူး။မသေးကြပါဘူးဆိုတာထက်လက်ရှိစစ်ပေါ်ချုပ်တွေသူတို့သားသမီးတွေလိုပဲ တွေးမြင်ဖို့ရွေးချယ်ဖို့ရက်တည်ဖို့များပါတယ်။ ဒီလိုပြောလို့သူတို့ကိုနားလည်ပေးရမယ်ခွင့်လွှတ်ပေးရမယ်သူတို့မှန်တယ်လို့မဆိုလိုပါဘူးနော်လူကိုမတိုက်နဲ့စနစ်ကိုတိုက်လို့ပြောချင်တာစနစ်မပြောင်းပဲအဲ့ဒီတည်းလူတွေပဲပေါင်းထက်လိုက်လို့မရဘူးအဲ့ဒီလူတွေပါပြောင်းသွားလိမ့်မယ်အကျွင်းမဲ့အာနာဆိုတာလူကိုရင်မူးသွားစေတယ်မဟုတ်လားသူတို့နေရာမရောက်သေးတဲ့အချိန်မှာတော့ဒီကောင်တွေဘာဖြစ်ညာဖြစ်တိုင်းပြည်ကိုမငဲ့ဘူး ဘလို့ခိုးတယ်လက်စားတယ်စသဖြင့်ပြောနိုင်တာပေါ့သူတို့လောက်ကြီးမဟုတ်သေးတာတောင်အာနာဖြစ်ဖြစ်လောက်ပိုင်ခွင့်ဖြစ်ဖြစ်လက်နက်ဖြစ်ဖြစ်ပါဝါလေးတစ်ခုနည်းနည်းလောက်ကလေးရလိုက်ရင်ကိုပဲအလွဲသုံးစားလှုပ်လာကြတာတွေမြင်နေကြားနေရတာပဲမဟုတ်လားအထင်းအကုတ်မရှိခြင်းဟာစိတ်ကြွယ်ရာအရက်နဲ့တူတယ်လူကိုမဟုတ်တာလှုပ်ချင်စိတ်တွေ ဖြစ်လာစေတယ်။အဲ့ဒါကို စနစ်နဲ့ပဲထိန်းကြောင်းမှပဲ ရေရှည်အတွက်ကောင်းမှာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာမှာလူတန်းစားကွာဟမှုကြောင့်ဖြစ်လာတဲ့ကွဲပြားမှုတွေကို အထင်သာမြင်နေရတယ်။လူတချို့ဘလို့မှယုံမှာမဟုတ်တဲ့အရာတွေကို တချို့ကယုံနေတယ်။လူတချို့လောင်ပြောင်စရာအမှုပညာဖန်တီးမှုတွေကို တချို့ကတအားနှစ်သက်နေတယ်။လူတချို့အတွက်အလိမ်ညာဖြစ်နေတာတွေက တချို့အတွက်တော့အကူစရာ မျောလင့်စရာ ဆွဲကင်ထားစရာကောက်ရိုးတမြင်ဖြစ်နေတတ်တယ်။ဥပမာကထိန်မှာတချင်းတွေအကျဲကြီးဖွင့်ပြီးကနေကြတာမျိုးဘာသာရေးကိုခုတုံးတော့ဂျင်းထဲတာတွေအဟုတ်ထင်နေတာမျိုးတက်တော့ဆယ်လီတချို့ကိုအားပေးနေကြတာမျိုးနတ်ဘေးတင်စတာတွေကိုအလွန်မင်းယုံကြည်အားကိုးနေကြတာမျိုးတွေပေါ့တက်တဲ့ပြောရရင်တော့တော်တာတာဆန်လို့တုံးတုံးခံရတဲ့သူတွေပါ ကျွန်တော်ကတော့တတ်နိုင်သမျှနောက်ပြောင်ပြီးတောင်မတုံးမိအောင်နေပါတယ်။ဘာလို့လဲဆိုတော့သူတို့လိုအနေထားသူတို့လိုဖြတ်တန်းမှုသူတို့လိုပညာရေးလောက်ပဲကျွန်တော်ရခဲ့ရင်ကျွန်တော်လည်းတောသားတယောက်ဖြစ်နေမှာမဟုတ်လို့ပါပဲ။ခုတော့ပြောနိုင်တာပေါ့။ပညာလဲကောင်းကောင်းသင်ခွင့်ရနိုင်ငံရချားနဲ့လဲထိတိခွင့်ရတော့အမြင့်ကျယ်နေတာကိုဒါတော့အာမနာတမ်းပြောရရင် ျွန်တော်တို့ဆိုတာလေမလုံးကောင်းနဲ့လာတာနေတာပါပဲ။နွားချေရကွက်သေးကဖားတဲ့ငယ်တွေပါပဲ။နိုင်ငံသားလည်းရောက်သွားရောအ ਨੇ ဆုံးအစပိုင်းတော့ကျွန်တော်တို့အားလုံးတာဇန်တွေဖြစ်ခဲ့ကြတာပဲလေ။ကျွန်တော်သာတပတ်၆ရက်အိမ်ကူလုပ်ပြီးတင်းငန်တွေတရက်ပဲထွက်လည်ခွင့်ရတဲ့သူဖြစ်ရင်ကျွန်တော်သာလေးတန်းလောက်ပဲအောင်ပြီးရရအလုပ်ထွက်လို့အဲ့ဒီကနေမှတက်တော်လေးတုံးပြီး စိတ်အပန်းဖြစ်ရသူဖြစ်ရင်ကျွန်တော်သာစိတ်ကုစရာပတ်စံမရှိလို့ဖျားကုကုပေးတဲ့ဒီစရာမှတပါအာကိုစရာမရှိတော့ရင်အဲ့ဒီလိုတွေတွေးကြည့်လိုက်တဲ့အခါနားလည်ပြီးသွားနိုင်ပါတယ်ပြဿနာရဲ့အရင်းမြစ်ဟာပညာရေးနှိမ်ချမှု တိုင်းပြည်စင်ရဲမွဲတေမှုတွေနဲ့သွားဆိုင်နေတယ်ဆိုတာလည်းသဘောပေါက်သွားပါလိမ့်မယ်အဲ့ဒီလိုပဲဘဝပြဿနာတွေ ရွေးချယ်မှုတွေနဲ့ပတ်သက်လာရင်လဲတယောက်နဲ့တယောက်အချိန်ွေချင်းနေမတူကြပါဘူး toxic relationship တွေကယုံထွက်လိုက်ပါလားနင်မှုလို့စိတ်အဆင်းရဲခံနေတယ်ပျော့ညံ့လိုက်တာဒီလိုပြောရကြတယ်ပြောတဲ့သူကြည့်လိုက်တော့ငယ်ဘဝကလေးကတတရရမိသားစုကလည်းသူ့နောက်မှာရှိလက်ရှိ relationship ကလည်းအဆင်ပြေဒီတော့ပြောနိုင်တာပေါ့ ိုခမရကငငယ်ကလေးကဘသူရဲ့ချစ်ချင်းမြတ်တာကိုမှမရခဲ့ရှာဘူးခုလက်ရှိလဲသူ့နောက်ကိုပြန်လှည့်ကြည့်လိုက်ရင်သူ့အရေးပဲရှိတယ်ဒီတော့ရုံးမထွက်နိုင်တာရုံးမထွက်ရဲတာဘာဆန်းတလဲတခါတလေလဲကျွန်တော်တို့ဟာအချိန်ခါတွေခစ်တွေမတူတော့တာကိုနှိုင်းရှင်ပြီးအပြစ်တင်ကြအဆုံးအဖြတ်ပေးတတ်ကြပြန်သေးတယ်ဥပမာ1990တုန်းကမိမတယောက်အိမ်တောင်ကွဲဖို့ဟာ 2020မိမတယောက်ထပ်ပိုးပြီးတော့ခတ်တယ်။အများကြီးပိုစဉ်းစားရတယ်။ကျွန်တော်တို့မိဘတွေတုန်းက parenting ဆိုတာဘာမှမသိခဲ့တဲ့အတွက်ခုခေတ်မိဘတွေလိုတော့နားလည်မှာမဟုတ်ဘူးအဲ့ဒါကိုကိုယ့်အခြေအနေနဲ့အရင်ခေတ်ကလူတွေကိုလှမ်းတိုင်းလို့မရဘူးအဲ့ဒီတုန်းကတော့အဲ့ဒီလိုပဲဆုံးဖြတ်ကြပြုတ်မှုကြမှာပဲကိုယ်သာအဲ့ဒီခေတ်ကလူဖြစ်နေရင်လဲအဲ့ဒီလိုပဲရွေးချယ်မိလှောက်ဆောင်မိမှာပဲ ဒါကိုတတိချက်ထားဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်ခုနောက်ပိုင်းစီးတစ်ခုတားပြစ်လာတယ်။ငါတို့နေရာမှာဆိုရင်ရောသူတို့လိုမလုပ်ဘဲနေနိုင်မလား။နေနိုင်တာတေချာမှပဲဝေဖန်တော့တယ်။ကိုအဲ့ဒီနေရာမရောက်သေးလို့သူတို့လိုမဖြစ်သေးတာကို moral high ground ယူပြီးတဆုံးတွေမပြောချင်တော့ဘူး။နေနိုင်တာတေချာတယ်ဆိုတာတော့ကိုကိုကိုထင်တာပဲရှိပါသေးတယ်။တကယ်နေနိုင်မနေနိုင်က တို့နေရာရောက်ခိုးမှပဲသိနိုင်မှာပါဘလို့ပဲဖြစ်ဖြစ်အ ਨੇ ဆုံးအဲ့ဒီလောက်ကလေးကိုကိုကိုပြန်မေးပြီးမှဝေဖန်ကြအဆုံးဖြတ်ပေးကြရင်ပိုကောင်းပါတယ်လက်ဆက်ချောင်းတောင်တစ်ချောင်းနဲ့တစ်ချောင်းမတူကြပါဘူးလူတွေဆိုအမျိုးမျိုးကွဲပြားတာပေါ့ပင်ကိုဗီဇမတူဘူးငယ်ဘဝတွေမတူဘူးတံပိုးထားမှုတွေမတူဘူးရှင်သန်ကြီးပြင်းရတဲ့ကျင်လည်ရတဲ့ပဝန်းကျင်မတူဘူးစားသုံးတဲ့မီဒီယာတွေမတူဘူးကို့အကြောင်းပဲကို့တိ့ ကိုဘဝပဲကိုနားလဲကိုစံနှုံးကပဲအမှန်ဆိုတဲ့လူတွေရဲ့ဘဝဟာတိတ်ကျင်းမြောင်းလုံးပါတယ်ကိုမရောက်ဘူးတဲ့ဘဝတွေအကြောင်းကိုနားလဲရမယ်ဒါကိုကိုချင်းစာတရားလို့ခေါ်တာမဟုတ်လားအဲ့ဒါကကို့အမြင်တွေကိုကျဲ့စေတယ်လူတွေကိုပိုနားလဲလာစေတယ်အစုံဖြတ်တွေပေးပြစ်တင်ကဲ့ရဲ့နေမဲ့အစားဒါသူ့ရွေးချယ်မှုပဲလေဆိုတာမျိုးသဘောထားပေးနိုင်လာပါလိမ့်မယ် have more Jar last မြမအကူကြီးအဆုံးဖြတ်ပေးတာနည်းနည်းလျှော့ကို့လိုအခြေအနေမဟုတ်တဲ့သူတွေစီကနေဘလို့လှုပ်လိုက်ပါလားဒါကြီးတော့မဖြစ်သင့်ဘူးနော်ဆိုတဲ့စကားတွေကြားချင်ကြတာမဟုတ်ပါဘူးတခါတလေဆိုဒေါသတောင်ထွက်မိပါလေတယ်လုံနေတာကအကူကြီးပါအဲ့ဒါကိုပေးလိုက်တာကပဲပူပြီးအဆင်ပြေသွားစေပါတယ်ဘဝအမျိုးမျိုးရှိတာမို့လူတိုင်းအတွက်တော့အတုံးတဲ့ခြင်းမှတဲ့မှာပါ ကျွန်တော်ကျင့်သုံးဖြစ်နေတဲ့လူမှုစည်းကမ်းတစ်ခုကိုမျှဝေလိုက်တာပဲဖြစ်ပါတယ်။ဒေါက်တာဖြူတီဟာ6ရက်5လ2024